ျွန်တော်ညံ့လို့ကော့ပွန်ကိုရှုံးခဲ့တာပါအဲ့ဒါကို ကျွန်တော်လက်ခံပါတယ်လို့ဝန်ခံလိုက်တဲ့ဆိုလင်ဦးမြန်မာဖိုက်တာဆိုလင်ဦးဟာကော့ပွန်ရဲ့ပွဲမှာရှုံးနေခဲ့ပါတယ်ဒါကိုပရိသတ်တွေကဆိုလင်ဦးဟာညံ့လို့ရှုံးခဲ့ရတာဆိုပြီးဝေဖန်ထောက်ပြတာတွေရှိလာခဲ့ပါတယ်ဆိုလင်ဦးကလည်းမငြင်းပါဘူးသူညံ့လို့ရှုံးရတယ်ဆိုတာကို ထုတ်ဖော်ဝန်ခံသွားခဲ့ပါပြီကော့ပွန်ရဲ့ပွဲမှာ ဆိုလင်ဦးက လက်တီချင်းရှင်ထိုးခွင့်ရတာမျိုးဖြစ်ခဲ့ရင်ပဲအရှုံးရလတ်နဲ့ကြုံဆုံခဲ့ရပါတယ်။အခုဆိုရင်သုံးပွဲဆက်တိုက်အရှုံးရလတ်ကြုံလိုက်ရလို့ဆိုလင်းဦးအတွက် PR ကြီးမားလာခဲ့ပြီဖြစ်ပါတယ်။ဆိုလင်းဦးကတော့ဒီပွဲမှာရှုံးခဲ့ရတာဟာသူညံ့လို့ဖြစ်တယ်။ရှေ့လာမဲ့ပွဲတွေအတွက်ယူအပိုင်းဆိုင်ရာကိုအကောင်းဆုံးပြင်ဆင်သွားမယ်။ game plan တည်တည်ချာချာချမှတ်သွားမယ်လို့ထုတ်ပြောသွားခဲ့ပါတယ်။ဆိုလင်းဦးဟာဂျာလက်တီဆူရလာကြောင်းဝမ်းနဲ့စာချုပ်တွေထပ်ရနိုင်မှုလဲ ်ညေရမှုတွေရှိလာခဲ့ပြီးဖြစ်ပါတယ်။ပွဲပြီးအင်တာဗျူးတစ်ခုမှာဇိုလင်ဦးကအခုလိုပြောသွားခဲ့ပါတယ်။ကျွန်တော်တို့မြန်မာတွေထင်တာကအယူလို့ပဲပြောရမလားပေါ့လေ။မနိုင်ဘူးဆိုတော့ hydration test စစ်ကလေးကပြနေရလားပေါ့။မြန်မာမှာကအဲ့လိုအယူတွေရှိကြတယ်လေ။ကျွန်တော်၅ချိန်တောင် ကြိုးစားခဲ့ရင်မဲ့၅ချိန်လုံးချုံးတယ်လေ။အဲ့ကလေးကတိတ်ရှည်နေမကောင်းဘူးပေါ့နော်။ပြီးတော့ကျွန်တော်မထိုးခင်ထိုးခဲ့ရတဲ့ညတော့ကပွဲမှာလည်း မြမတယောက်ပါခဲ့လေတပ်ပိုင်အောင်လားပဲသူ့ပွဲကိုကျွန်တော်တောင်သတိမထားလိုက်မိသလိုမကြည့်လိုက်မိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကြည့်မိလို့ရှိရင်သူ့နိုင်ရင်တော့ကျွန်တော်စိတ်ပျော်မယ်လေသူ့ရှုံးခဲ့လို့ရှိရင်တော့ကျွန်တော်စိတ်မကောင်းဖြစ်ရမယ်ဆိုပြီးကျွန်တော်မကြည့်ခဲ့ဘူးဒါပေမဲ့မနေ့ကရောက်တော့ကျွန်တော်သတင်းကြားလိုက်ရတယ်တပ်ပိုင်အောင်ရှုံးနေတဲ့ရှုံးတော့မှအမှတ်နဲ့မဟုတ်ဘူးအလဲထိုးနဲ့ရှုံးနေလို့ကြားလိုက်ရတယ်အဲ့ဒါကတော့ luck ကံပေါ့နော် ကျွန်တော်တို့မြန်မာတွေမှာအယူအဆတွေရှိတယ်လေ lucky ကံကတော့သွားလိုက်ပြီကျွန်တော်လည်းအရှင်နေမကောင်းမှုထင်တယ်လို့ဖြစ်သွားတာပေါ့အရှင်နေမကောင်းသည်ဖြစ်စေ ကောင်းသည်ဖြစ်စေဝဲရတော့ထိုးရမှာပဲလေနိုင်ရင်နိုင် မနိုင်ရင်ရှုံးပေါ့အားကစားကတော့ဒီနှစ်ခုပဲရှိတယ်လေဒါပေမဲ့အခုလဲထင်ထားတဲ့အတိုင်းပဲဖြစ်လာခဲ့တယ်ပေါ့လေ luck ကံကကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်းပဲပြီးခဲ့တဲ့တပွဲကလည်းရှေ့ပွဲမှာတယောက်ရှုံးတော့နောက်ကလိုက်ထိုးရတဲ့ကျွန်တော်လဲရှုံးတာပဲလေ ဒါပေမဲ့အမှန်ကတော့အဲ့လိုမဟုတ်ပါဘူးအယူအဆဆိုတာကတော့ရှိကောင်းရှိတယ်အဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်ညံ့လို့ပါမှန်ပါတယ်ကျွန်တော်ညံ့လို့ကျွန်တော်ရှုံးခဲ့ရတာပါဒါကိုကျွန်တော်လက်ခံပါတယ်ဆိုတာကဆိုလင်ဦးပြောသွားခဲ့တဲ့စကားတွေပါပဲဆိုလင်ဦးဟာဝမ်းမှာသုံးပွဲဆက်တိုက်ရှုံးနေလိုက်ရတာကြောင့် PR တွေညလာခဲ့ပါပြီတချို့သော ထိုင်းမီဒီယာတွေကဆိုရင်ဆိုလင်ဦးဟာဝမ်းဖိုင်နိုက်စီကိုပြန်ဆင်းထိုးရတာမျိုးတောင်ဖြစ်သွားနိုင်ခြေရှိတဲ့အကြောင်းမှတ်ချက်ပေးနေကြပါပြီ။ ဆိုလင်ဦးဟာဝမ်းနဲ့အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးရရှိပြီးကြတဲ့ကရလက်တွေဆိုးရွားနေကြတာပါရှိလာမဲ့ပွဲမှာရလက်ကောင်းမရခဲ့ရင်တော့ဆိုလင်ဦးအတွက်စာချုပ်တွေရနိုင်ရေးကအခွင့်အလမ်းမိမ့်မိန်သွားပါတော့မယ်အခုတော့ဆိုလင်ဦးအတွက် အခွင့်အလမ်းတစ်ကလုံးဝကိုဝေဝါးဝါးဖြစ်လို့နေပါပြီရှိလာမဲ့ပွဲကို1 Friday Fiber မှာသာဝမ်ဘက်ကပွဲတယ်ပေးလိုက်ရင်တော့ဆိုလင်ဦးဟာစာချုပ်တွေမရတော့ဘူးလို့ပြောရတော့မှာပဲ လေဝဲစားတိုက်ရှုံးခဲ့ရတဲ့စွန်ရက်ကောင်ကြော့ပြန်လေလာနိုင်သေးတာမို့ဒိုလင်ဦးလည်းစွန်ရက်ကလိုလုတ်ပြနိုင်ပါစေလို့ပဲဆုတောင်းပေးလိုက်ပါရခင်ဗျာ